အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဥရောပတိုင်းရဲ့ဘော်ကန်ကျွန်းဆွေအလေးဗဟုမှတည်ရှိနေတဲ့ဇာဗီးယားနိုင်ငံအကြောင်းကိုဝေညာလိုက်ပါတယ်ဇာဗီးယားဟာရှီလီယားထက်တမိုင်းကျောင်းကျွေဝတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့တဘာဝအလားတရားတွေပြည့်နှက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဇာဗီးယားနိုင်ငံရဲ့တရားဝင်အမည်ကဇာဗီးယားသမ္မတနိုင်ငံဖြစ်ပြီးဥရောပအရှေ့တောင်ပိုင်းနဲ့အလဲပိုင်းဆုံရမှတည်ရှိတဲ့ဂုံးတွင်ပိန်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နိုင်ငံရဲ့စုစုပေါင်းကျေဝန်းက3,400စတူရမ်းမိုင်ဖြစ်ပြီးလူဦးရေကတော့6.6တန်းကန်နေထိုင်နေနိုင်ငံ င်ဖြစ်ပါတယ်တပြည်ထောင်ရွေးကောက်ခံတမနာစနစ်ကိုကျင့်သုံးပြီးဇာဖီယန်ဘာသာစကားကိုရှုံးသုံးဘာသာစကားအဖြစ်အသုံးပြုပါတယ်ဇာဖီယာရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ကတော့ဘဲဂရိတ်မြို့ဖြစ်ပါတယ်မြို့ပေါ်နေလူဦးရေကတိတသက်မှ2တန်းခန့်ရှိပြီးမြို့ပတ်ဝန်းကျင် area ပါအဝင်ဆိုတိတသက်မှ9တန်းကျော်လောက်နေထိုင်ကြပါတယ်ဘဲဂရိတ်ဟာဇာဖာနဲ့ဒန်းညူမြစ်တို့ဆုံးရမှာတရှိပြီးနာမည်ရဲ့အထိပ်ပေကအဖြူရောင်မြို့ဖြစ်ပါတယ်အခြားထင်ရှားတဲ့မြို့တွေကတော့ Novi Sad, Nice နဲ့ Krakow ဖြစ်ပါတယ် Novi Sad မှာ Petrov ဖာရစ်တင်ခံတက်လို့တမိုင်းဝင်နေရာတွေရှိပြီးနိစ်ကတော့ယောမခေအမွေတွေကိုပိုင်ဆိုင်ထားတဲ့မြို့ဖြစ်ပါတယ်။ဇာဗီယာရဲ့အမြင့်ဆုံးနေရာကတော့နိုင်ငံနဲ့ဗူဂေးရီးယားရဲ့နေဆက်မှာရှိနေတဲ့မိဂျောတောင်ဖြစ်ပြီးဒီတောင်ကတော့9136ပေမြင်ပါတယ်။ဇာဗီယာဆိုတဲ့နာမည်ဟာဆလာဗစ်လူမျိုးစုတွေရဲ့မူလအမည်စပ်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ BC 200စုလောက်ကလေးကယောမတို့ရဲ့ပိုင်နဲ့ဖြစ်ခဲ့ပြီးအေဗာနဲ့ဆလာဗစ်လူမျိုးတွေကတော့ AR 600စုနောက်မိုင်းမှာဒီဒေသကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။900စုလောက်မှ ှာနိုင်ငံအဆင့်ကိုရောက်ရှိလာခဲ့ပြီးအလဲခဲ့ကာလမှာတော့ဆာဗီးယားဟာဘရင်နဲ့ဧကရစ်တွေရဲ့အုပ်ချုပ်မှုအောက်မှာခံနာထွန်းကားခဲ့ပါတယ်။၁၄ရာစုဧကရစ်စတီဖန်ဒူရှန်လက်ထက်မှာအင်အားအတောင့်တင်းဆုံးအင်ပါယာတွေကတခုဖြစ်ခဲ့ပါတယ်။ဒီခေတ်မှာတော့ဆာဗီးယားဟာဗိုင်ဇန်တိုင်းနဲ့ရောမကက်သလစ်ယဉ်ကျေးမှုတွေကိုပေါင်းဆက်ခဲ့ပါတယ်။ဒီနောက်မှာတော့အော်တိုမန်တို့ရဲ့သိမ်းပိုက်မှုကိုရာစုနှစ်၄ခုကြာခံခဲ့ရပြီး၁၉ရာစုအထိလွတ်လပ်ရေးအတွက်တော်လန်တိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။၁၈၈၈ခုနှစ်မှာရုရှားတို ူရကီစစ်ပွဲပြီးဆုံးချိန်မှာတော့လွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပါတယ်။ပထမကမ္ဘာစစ်အတွင်းမှာတော့ဆာဗီးယားဟာမဟာမိတ်နိုင်ငံတွေဘက်ကနေရပ်တည်ခဲ့ပြီးစစ်ပြီးတဲ့နောက်မှာဒေသတွင်းနေမျိုးတွေနဲ့ပူးပေါင်းဝါယူဂိုစလာဗီးယားနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာတော့ယူဂိုစလာဗီးယားဟာကွန်မြူနစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့ပြီးဂျိုးဆစ်ဘရိုက်တီတိုရဲ့ဦးဆောင်မှုအောက်မှာအင်အားတောင့်တင်းတဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့ပူပါတယ်။1992ခုနှစ်ယူဂိုစလာဗီးယားပြိုကွဲချိန်မှာတော့ဆာဗီးယားအန ်မွန်တီနီဂရိုနိုင်ငံအဖြစ်ရှိခဲ့ပြီး2006ခုနှစ်ကစလို့ခွဲထွက်ကဆာဖီးယားနိုင်ငံအဖြစ်ပြန်လည်ရပ်တည်ခဲ့ပါသည်2008ခုနှစ်မှာတော့ကိုဆိုဘူကဆာဖီးယားကနေခွဲထွက်ပြီးလွတ်လပ်ရေးကိုကြီးညာခဲ့ပေမယ့်ဆာဖီးယားအစိုးရကတော့သဘောမတူပေဒီနယ်တစ်ခုဖြစ်တာဆက်လက်သတ်မှတ်ထားစေဖြစ်ပါသည်ဆာဖီးယားရဲ့အထင်ရှားဆုံးနေရာတစ်ခုကတော့မြို့တော်ဖယ်ဂရိတ်မှာတည်ရှိတဲ့ဘာဂရိတ်ခံတပ်ဖြစ်ပါသည်မြစ်ပေါင်း2000ကျော်တပ်တန်းရှိပြီးရောမဘိုင်ဇန်တိုင်းအော်တိုမန်နဲ့အော်စတရီးယားဟန်ဂေရီခေတ်တွေရဲ့အထောက်အထားတွေကိုတွေ့နေ ယ်တဲ့နေရာဖြစ်ပါတယ်ဒီခံတက်ထဲမှာ Kelly Macdon အပန်းဖြေဥယျာဉ်ကြီးလေးရှိနေပြီးမြေကမ်းကနေမြို့ရင်အလောက်ကိုကြည့်ရှုခန်းစားနိုင်ပါတယ် Saint Server ဖျားเจ้าကလည်း Valkyrie မှာပဲတည်ရှိနေပြီးကမ္ဘာအကြီးဆုံး Auto.Korean ဖျားเจ้าတွေကတခုဖြစ်ပါတယ် Neo Byzantine ပြည်သူကလက်ရာနဲ့တိဆောက်ထားတဲ့ဒီဖျားเจ้าကြီးဟာပရိသတ်9000လောက်အထိစနေလို့သိရပါတယ်အတွင်းဘက်ကိုလည်းခန္ဓာလောက်ပစွာခြေတထားပြီးဇာဖီးယားရဲ့ကြီးကြီးမှုနဲ့ဘာသာရေးပြယုံလေးဖြစ်ပါတယ် Valkyrie မြို့ရဲ့အဓိကနေရာတ တစ်ခုဖြစ်တဲ့တမရရင်ပြင်ဟာမြို့ရဲ့ရင်ကျေးမှုဆိုင်ရာဗဟုချက်မှဖြစ်ပြီးလူမှုစုဝေးရာနေရာလေးဖြစ်ပါလေ။ဒီရင်မြန်မာဆာဗီယာမင်းသားမိုက်ကယ်ရဲ့ရုပ်ထုကြီးနဲ့အတူအမျိုးသားပြတိုင်းနဲ့အမျိုးသားပြဆက်ယုံတို့လိုအရေးပါတဲ့အဆောက်အအုံတွေတည်ရှိပါလေ။ Novi Sanmyo မှာရှိတဲ့ Patho Baritin ခန်းတပ်ကတော့ဒန်ယူမြစ်ကိုပေါ်စီးရနေမြင်ရတဲ့အတွက်ဒန်ယူဘော်က Gibraltar လို့တင်စားခေါ်ဝေါ်ကြပါလေ။ဒီခန်းတပ်ဟာလေခိတ်ကအရေးအပါဆုံးစီးရေးအဆောက်အအုံတွေတည်းကတစ်ခုဖြစ်ပြီး20နှစ်တိုင်းမှာလူပေါင်း2သိန်းကပေါင်းဝင်းစင် န်တွဲလေရှိတဲ့ Aces Guitar ပွဲတော်ကိုကျင်းပရာနေရာလေးဖြစ်ပါတယ်။ Savia မှာ UNESCO အမွေအနှစ်နေရာပေါင်း9ခုရှိနေပြီးဒီအထဲမှာထင်ရှားဆုံးတစ်ခုကတော့ Satu Denisa ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ AR 12ရာစုနောက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တဲ့ဒီဖျားကျောင်းဟာ Savia ရဲ့ထင်ရှားဆုံး Korean ဘုန်းကြီးကျောင်းတွေတည်းကတစ်ခုဖြစ်ပါတယ်။ဘုန်းကြီးကျောင်းရဲ့အထွေမိုက်နဲ့အပြင်ပတ်နိုင်ငံတွေမှာအလွန်လှပါတယ်။ပကြီကားတွေကိုတွေ့မြင်နိုင်ပါတယ်။ Over ကျောင်းကဘာနေမြေကတော့ Savia ရဲ့တဘာဝအလှတရားကိုကိုစားပြုတဲ့နေရာတ တစ်ခုဖြစ်ပါတယ်ဒီကြောင့်ကဘာကမြစ်တွေရဲ့အကွေရောက်ောက်တွေဟာအလွန်လှပပြီးအပေါ်စီကနေချီရှုဖို့အတွက်အကောင်းဆုံးနေရာတစ်ခုလေးဖြစ်ပါတယ်ရှားပါတဲ့ပင်နဲ့ကရိဆန်မျိုးစိတ်တွေပေါ့ရုပ်ချက်ဆိုင်ရာနေရာလေးဖြစ်ပါတယ်နတ်ဆိုးမျိုးတော်လိုအထိပ္ပယ်ရတဲ့နေရာကတော့နိုင်ငံရဲ့တောင်ပိုင်းကတောင်နှင်းနေမြေမှာတည်ရှိပါတယ်ဒီနေရာကတော့ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ကြောက်တုံးပုံသဏ္ဍာန်တွေကြောင့်နာမည်ကြီးပါတယ်ဒီကြောက်တုံးပုံသဏ္ဍာန်မှာ200ချောဟာရှည်နဲ့လီတိုက်စားမှုကြောင့်တဘာဝအတိုင်းဖြစ်ပေါ်လာခဲ့တာပါဇလတ်တီဘောတောင်နှင်းဒေသကတော့ ော့လှပတဲ့မြင်ကွင်းတွေနဲ့တစ်နှစ်ပတ်လုံးตาရတဲ့ရာသီဥတုကြောင့်နာမည်ကြီးပါတယ်ခရီးသွားတွေကိုအများဆုံးဆွဲဆောင်နိုင်တဲ့ဇာဗီယာရဲ့တဘာဝနေရာတစ်ခုဖြစ်ပြီးတောင်တက်ချင်းစပိန်စီချင်းနှင်းလျှော်စီချင်းစတဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်တဲ့နယ်မြေလေးဖြစ်ပါတယ်ဒရင်နာမြစ်ပေါ်ကအင်ဆိုရာကတော့မြစ်လေရကျောက်တုံးပေါ်မှာတီးဆောက်ထားတဲ့အင်ငယ်လေးတစ်လုံးဖြစ်ပါတယ်1968ခုနှစ်မှာရေကူးသမားအဖွဲ့တစ်ဖွဲ့ကတီးဆောက်ခဲ့ပြီးသူ့ရဲ့တက်တန်းတက်လျှောက်မှာခုနှစ်ချင်းပြည့်စည်ကြီးကအချင်းချင်းပြန်ဆောက်ခဲ့တဲ့အင်လေးဖြစ်ပါတယ်သူ့ရဲ့တီးရှိန ေပုံကြောင့်ဓာတ်ပုံအရေးခင်ရဆုံးနေရာတနည်းအားဖြစ်ပြီးခရီးသွားတွေတကူးတကလာလိရှိတဲ့နေရာလေးဖြစ်ပါတယ်။ဇာဗီယာရဲ့ချားတင်ရှားတဲ့နေရာတွေကတော့တာရာမျိုးသားဥယျာဉ်နဲ့မြေစလီယာစုကတိဆောက်ခဲ့တဲ့ဂိုလူပတ်ခန့်တ်15ရာစုလက်ရောက်မာနာစီယာဘုံတော်ကြီးကျောင်း19ရာစုအစောပိုင်းမှာလူအယိုးကောင်းတွေနဲ့အော်တိုမန်တို့တိဆောက်ခဲ့တဲ့အယိုးကောင်းတာဝန်နိမျိုးက18ရာစုတမိုင်းဝင်လက်ရောက်နိခန့်တ်ပရိသတ်ပေါင်း9000ကျော်စတဲ့ဂျေနီအာကစားကွင်းကြီးနဲ့ဘဲဂရိတ်ကအစီအရဆုံးတမိုင်းဝင်ဈေးဝယ်လမ်း ဖြစ်တဲ့ Nes Mihail Lovalan စတာတွေဖြစ်ပါတယ်နေထိုင်သူလူဦးရေရဲ့80ရာခိုင်နှုန်းကျော်က staff တွေဖြစ်ပြီး Hungary နဲ့ Bosnia တွေလည်းနေထိုင်ကြပါတယ်ဒါအပြင် Russia တို့ Ukraine ကိုကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ကာလအတွင်းမှာ Russia လူမျိုး3သိန်းကျော်ဟာလည်း Zafia နိုင်ငံထဲမှာထွေပြောင်းနေထိုင်နေကြပါတယ်စုစုပေါင်းလူဦးရေရဲ့85ရာခိုင်နှုန်းလောက်က Orthodox Christian ဂိုင်းဝင်တွေဖြစ်ပြီးအခြား Christian ဂိုင်းခွဲအမျိုးမျိုးကိုလည်းကိုးကွယ်ကြကောင်း Iceland ဂျူးနဲ့ဘာသာမဲ့တွေလည်းနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်စိုက်ပျိုးရေးနဲ့ မှုလုပ်ငန်းတွေကိုအဓိကထားပြီးစီးပွားရေးကိုတည်ဆောက်ထားပါတယ်။ကမ္ဘာမှာ Raspberry သည်အများဆုံးတင်ပို့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး2023ခုနှစ်မှာဒီအသီးတစ်မျိုးတွေကနေယူရိုငွေတန်နီယာ80ကျော် ရရှိခဲ့ပါတယ်။အခြားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ Motor ကတတ်ထူအစားအစာစက်မှုထုတ်ကုန်၊ဓာတုတာယာနဲ့စီးပွားလုပ်ငန်းတွေကိုလည်းလုပ်ကိုင်ကြပါတယ်။နိုင်ငံသားတွေရဲ့နေဆင်ပြန်မြ GDP ကအမေရိကန်ဒေါ်လာ14,194ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ Sofian Dinar ကိုအသုံးပြုပါတယ်။ ညာရေးကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအရင်းရောက်ပြီးသူစတက်မြောင်နှုန်းက99ရာခိုင်နှုန်းဖြစ်ပါတယ်။အစိုးရတက္ကသိုလ်၈ခုနဲ့ပုဂ္ဂလိကတက္ကသိုလ်တွေရှိနေပြီးဒီအထင်းမှာဘေကရီတက္ကသိုလ်ကအထင်ရှားဆုံးဖြစ်ပါတယ်။1808ခုနှစ်ကတည်းကစတင်တည်ထောင်လာခဲ့တဲ့ဒီတက္ကသိုလ်ကြီးကိုတော့ဌာနပေါင်း32ခုနဲ့ဖွဲ့စည်းထားပြီးစတင်သားပေါင်း9000နီးပါးတက်ရောက်နေတဲ့တက္ကသိုလ်ကြီးဖြစ်ပါတယ်။လမ်းမဆက်သွေးအနေနဲ့လေကိုရဲကောင်းကောင်းကိုပိုင်ဆိုင်ထားပြီးဘတ်ကအမြတ်ရထားနဲ့လျှက်စေရထားတွေကိုပိုင်ဆိုင်ထားပြီးမြစ်ကြောင်တစ်လျှောက်မှာ ferry ီတင်မောတွေလည်းပြည့်စွဲလျက်ရှိပါသည်နိုင်ငံတကာလေးစိတ်၃ခုပိုင်ဆိုင်ထားပြီးအဓိကလေးစိတ်ကြီးကတော့ Belgrade Nikola Tesla လေးစိတ်ဖြစ်ပါသည်1962ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့တဲ့လေးစိတ်ဖြစ်ပြီးတစ်နှစ်ကိုလေးချောင်းခရီးသွားရှစ်တန်းကျော်ကုန်ဆောင်မှုပေးလျက်ရှိပါသည်တိုက်ကြီးများရာသီဥတုကိုပိုင်ဆိုင်ထားပြီးပူနွေးတဲ့နွေရာသီနဲ့အေးဒီဆောင်းရာသီတို့ရှိပါသည်ဆောင်းရာသီမှာနှင်းကျတတ်ပြီးနွေရာသီမှာတော့အချို့ဒေသတွေမှာအပူချိန်35ဒီဂရီဆေးစီးရဝန်းကျင်အထိမြင့်တက်နိုင်ပါသည်ဂျောမာအီဂရီ၁၈ ြစ်ပါကိုဇာဗီယာဒေတာမှမွေးဖွားခဲ့တာဖြစ်ပါတယ်။ဒါဟာအီတလီပြီးရင်အများဆုံးဖြစ်ပြီးဒီအထဲမှာမဟာကွန်စတန်တိုင်လိုနာမည်ကျော်ဧကရစ်တွေလည်းပါဝင်ပါတယ်။ဇာဗီယာနိုင်ငံရဲ့ရွေးပန်းအစားဆုံးအားကစားကတော့ဘောလုံး၊ဘတ်စကတ်ဘောနဲ့တင်းနစ်တို့ဖြစ်ပါတယ်။တင်းနစ်သမိုင်းမှာအအောင်မြင်ဆုံးကစားသမားအဖြစ်အတိအမတ်ပြုခံထားရတဲ့ဂျိုကိုဗစ်ဟာဇာဗီယာလူမျိုးဖြစ်ပြီးသူဟာ Grand Slam Champion 24ချိန်အထိရရှိခဲ့သူဖြစ်ပါတယ်။တီထွင်မှုဘောင်းဆောင်နဲ့ကမ္ဘာကိုအကျိုးပြုသွားတဲ့တီထွင်သူကြီးနီကိုလာတက်စလာကလည်း င်ဆာဗီယာလူမျိုးဖြစ်ပြီး AC လီယက်စ်နဲ့ကမ္ဘာကြီးရဲ့တိုးတက်မှုကိုတဆင့်မြင့်ပေးခဲ့သူလေးဖြစ်ပါတယ်။နိုင်ငံတကာလူစိတ်ဓာတ်အားဖြင့်ဆက်ရောပါအဝင်ဆာဗီယာမှာသူ့ကိုအကုန်ပြုထားတဲ့နေရာအများအပြားရှိပါတယ်။ဘဲဂရိတ်ကနီကိုလာတက်စလာပြတိုက်မှာတော့သူနဲ့ပတ်သက်တဲ့ဆောင်ရွက်စာတမ်းတွေနဲ့တီထွင်မှုဖြစ်စည်းတွေကိုစူးစမ်းပြသထားပြီးသူ့ရဲ့အယိုးပြာကိုထည့်ထားတဲ့စက်လုံးပုံအယိုးအိုးကလည်းဒီနေရာမှာရှိနေပါတယ်။မျိုးတော်ဘဲဂရိတ်ဟာဥရောပရဲ့စစ်မြေပြင်လို့တင်စားခေါ်ခံထားရပါတယ်။သူ့ရဲ့ပြူဟာကြားတဲ့တီနေရာကြောင့်တမိုင်းရဆက်ဆက်မှာ အင်အားကြီးနိုင်ငံတွေရဲ့မျက်စိကျမှုကိုခံခင်ရပြီးစစ်မှတ်ချင်းချင်းဖြစ်ပွားခဲ့လို့ဖြစ်ပါလေ။သူရဲ့တမိုင်းတစ်လျှောက်မှာဘဲခရီမြို့ဟာ44ချိန်ရထိဖြက်စီးခံခင်ရပြီးအချိန်ချင်းပြန်လဲတိဆောက်ခင်ရတဲ့မြို့လေးဖြစ်ပါလေ။ Vampire ဆိုတဲ့စကားလုံးဟာဇာဗီယာဘာသာစကားကနေကျင်းသက်လာတာဖြစ်ပါလေ။ဇာဗီယာဌာနကြီးပုံမြင်တွေတည်းမှာပြေစုံဖောက်ကောင်တွေပတ်သက်တဲ့ဇက်လန်းတွေအများအပြားပါဝင်နေပါလေ။ဇာဗီယာဟာအမှုအခင်းနဲ့ပါတဲ့ကျမကြီးဆောင်ရှောက်မှုလေးအတင်းအတင်းကောင်းမွန်တာကြောင့်နေချင်းစပွဲနိုင်ငံတနိုင်ငံဖြစ်ပါလေ။ဒါအပြင်အခြားဥရော ပနိုင်ငံတွင်နေရှိဒေတိုင်မှုစရိတ်နေပေါ့မို့ soft တွေရဲ့ရင်းနှီးဖော်ယမှုတွေကဆော်ဖီးယားရဲ့အာသာချက်တွေဖြစ်ပြီးဘဲဂရိတ်လိုမြို့ကြီးတွေမှာတော့စီကားတွေ night flight ယဉ်ကျေးမှုတွေကိုမြင်တွေ့နိုင်ပါတယ်ဒါပေမဲ့အာဂရိလိုက်စားမှုအနေငင်မြင်တာအချို့ဒေတာတွေမှာလေတုညဉ့်ညံတာအလောက်အကိုင်းအခွင့်အလန့်နဲ့လစာနေပါတာတွေကတော့ဆော်ဖီးယားရဲ့အာနေချက်တချို့ဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ဥရောပကဆော်ဖီးယားနိုင်ငံရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီးထင်ပါတယ်နားဆင်သူတုတ္တဆောင်မိတ်ဆွေအပေါင်းရှင်လန်ချမ်းမြေကြပါစီရှင်